မရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့အလဲအပိအထီကင်းနှလုံးပေါ့နော်နှီးကနှမျိုးဖြစ်ပါတယ်ဒါလေးကိုကျွန်တော်ပြန်လည်ပြောပြသမှာဖြစ်ပါတယ်ခင်ဗျာအာကတော့နှီးနံပါတ်၄ပေါ့နော်ဒါကနှီးနံပါတ်၄ဖြစ်ပါတယ်ဒီနံပါတ်၉ကနေစာပြီးပြပြီးတော့မယ်ပေါ့နော်နံပါတ်၁ကနေတော့မစားတော့ဘူးကျွန်တော်စာအုပ်မဆက်မှာဆိုတဲ့အတွက်ကြောင့်ပေါ့နော်ဒီ၃နဲ့ခွန်ကီ၃ခွန်ကီရဲ့ခွန်တီကီရဲ့မှာကျွန်တော်ခုနှစ်တလုံးပုံတူတာဖြစ်ပါတယ် ဒီမှာခုနှစ်တလုံးပုံတူတယ်ဗောနောနောက်ထပ်တဲ့ချိန်မှာကသူက300ကနေစာကြည့်အောင်ဗောနော300ဆိုတဲ့အတွက်ကြောင့်မို့ခုနှစ်တိအလေပိတ်ဖြစ်ပါတယ်ဒါဒီအလေတော့မဟုတ်အပိတ်ဖြစ်ပါတယ်ဗောနောအားကြောင့်မို့ခုနှစ်ကကြတော့အလေနဲ့အပိတ်နေရဖြစ်ပါတယ်နောက်ထပ်တဲ့ချိန်မှာလေးရှည်ရ3ညာလေးရမှာကျွန်တော်လေးတလုံးအလေပိတ်နေရအကောင်းတယ်ဗောနော300ပြီးတော့နောက်ထပ်တဲ့ချိန်မှာက69လေးဆိုပြီးဖြစ်ပါတယ်69လေးဒါကြောင့်မို့ဒီလေးဒီကျွန်တော်အပိတ်ဖြစ်ပါတယ် ဒီခုနှစ်ကအလေပိတ်ပါနော်ဒီမှာကျတော့အလေဒါကအလေတမမဟုတ်ဒါကအပိတ်ပါနော် df တရားအလေပိတ်ဒါကအပိတ်ပါနော်နောက်တစ်ခု3ခွန်3ခွန်ဒီမှာတော့ကနေနှစ်ခုစလုံးတူနေတာဖြစ်ပါတယ်3ရခွန်ရမှာ၈ကိုလေးပြီးတော့5 6 3ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ကျွန်တော်ဒီ3ခွန်ထဲကဒီ3ဒီအပိတ်ဖြစ်ပါတယ်ပေါ့နော်အပိတ်နေရာဖြစ်ပါတယ် ဒီမှာလေးလေးရှင်လေးရှင်ကနန်းဒီနိမတူပေမဲ့ရတာရှင်းတူတယ်ဘောနော်ကနန်းရတာရှင်းတူတယ်လေးရရှင်းရမှာအာ9လျှောက်တုံးပြီးတော့နောက်ထပ်တစ်ချိန်မှာ6ရှစ်ခွန်ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့လေးရှင်းထဲကဒီရှင်းတလုံးကအလေဖြစ်ပါတယ်ခွန်တစ်ခွန်တစ်ကနန်းအတူတူပဲဖြစ်ပါတယ်ဘောနော်6ရှစ်ခွန်ပြီးတော့နောက်ထပ်တစ်ချိန်မှာကနှစ်နှစ်ခွန်ဆိုပြီးဖြစ်ပါတယ်ဒါကြောင့်မို့ဒီနော်တော့အဲ့ဒီခွန်တစ်ထဲက9တလုံးက အပိတ်နေရာဖြစ်ပါတယ်ခင်ဗျာထိတ်ဆီးနေရာမပါဘူးပေါ့နော်နောက်တစ်ခုချစ်နှစ်ချစ်နှစ်တူနေတယ်ပေါ့နော်တဏ္ဍရာရာရှင်ကအတူတူဖြစ်နေတယ်နှစ်နှစ်ခွန်ပြီးတော့3ရှစ်ရှစ်ဆိုပြီးဖြစ်ပါတယ်3ရှစ်ရှစ်ဆိုတဲ့အတွက်ကျွန်တော်ကြည်ရှစ်နှစ်ထက်ကရှစ်တလုံးကအလယ်နဲ့အပိတ်နေရာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ကြိမ်မှာလေ63ည63ညကနန်းရာရာရှင်တူတယ်ပေါ့နော်3ရှစ်ရှစ်ပြီးတော့နောက်ထပ်တစ်ကြိမ်မှာ3 39ဖြစ်ပါတယ် 339ဆိုတဲ့အတွက်ဒီ63များထဲက3များသည်အလေဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ဒီတော့တင်ငါတင်ငါတူတယ်ပေါ့နော်ဒီမှာလည်းတင်ငါနှလုံးစလုံးတူနေတာဖြစ်ပါတယ်339ပြီးတော့နောက်ထပ်တစ်ချိန်ပါဆိုရင်39နေဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ကျွန်တော်တို့ဒီ9တလုံးကအလေဖြစ်ပါတယ်နေ659ဒီမှာကနန်းမတူဘူးပေါ့နော်နေ6ရဲ့59ရဲ့မတူဘူးတွဲမယ်ဆိုရင်နေ9 29 69ပေါ့နော်3ကနေပြီးတော့ 3 9နှစ်ဖြစ်ပါတယ်ခင်ဗျာ3 9နှစ်ဒါကြောင့်မို့ဒီဘက်ကနှစ်ရဒီဘက်က9ရ3 9ှင်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒီမှာကနေမတူတဲ့အတွက်အတွဲတွဲတော့ပို့ပြီးတော့အဆင်ပြေသွားတယ်ပေါ့နော်လေးရှိနှစ်ရှောင်းအဲ့ဒီမှာလေကနန်းတွဲလို့ရတယ်ပေါ့နော်၃၉နှစ်ပြီးတော့နောက်ထပ်တစ်ချိန်မှာ၄၆ဖြစ်ပါတယ်ဒါကြောင့်မို့ဒီဘက်ကလေးကအလေဒီဘက်က၆ဒီအပိတ်၄၆ဆိုပြီးဖြစ်ပါတယ် တဖန်တစ်ခါကြိမ်မှာ၄၈၄၈ဒီမှာတော့ကရန်တူနီယာပြီပေါ့နော်။ညလေးရှောင်းပြီးတော့၃၄ဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ကြည်၈၄ထဲကလေးဒီအပိဖြစ်ပါတယ်ခင်ဗျာ။ဒီမှာလေး၄၆၄၆ကရန်ရတာရှင်တူနေတယ်ပေါ့နော်။၄၆အလေးအပိအထီပေါ့နော်။၃၄လေးပြီးတော့၃၅နေဖြစ်ပါတယ်။ညလေးရှောင်း၃၄လေးပြီးတော့၈၅နေပေါ့နော်။ ရှင်ငါနေဆိုရတဲ့ကျွန်တော်ဒီနေ့6ရက်ကနေ့ဒီအပိနေရပဲဖြစ်ပါတယ်ခင်ဗျာ6နှစ်6တုံညာဒီမှာ6တလုံးပုံတူနေတာဖြစ်ပါတယ်အလေးပိနေရပါနော်ရှင်ငါနေပြီးတော့နောက်ထပ်တစ်ချိန်မှာ6 5ဖြစ်ပါတယ်ဒါကြောင့်မကျွန်တော်ဒီ6တလုံးက အလေးဖြစ်ပါတယ်ခင်ဗျာ9ကိုတင်က9တလုံးအလေးပိနေရတူတယ်ပေါ့နော်6 6 5ပြီးတော့နောက်ထပ်တစ်ချိန်မှာရှင်ငါနေ6 6 5ပြီးတော့3 5 6ဖြစ်ပါတယ် 356ဆိုတော့ကျွန်တော်ဒီ9ဒီအလဲဖြစ်ပါတယ်။နောက်ထပ်ကြိမ်မှာ648ဆိုတော့ကနက်မတူဘူးပေါ့နော်။ကနက်မတူတဲ့အတွက်665 356ပြီးတော့646ဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မဒီဘက်က6ရယ်ဒီဘက်က4ရယ်646အလဲပိနေရပါပေါ့နော်။ဒီမှာလဲ8နှစ်ရယ်4ရယ်8တလုံးပုံတူနေတာဖြစ်ပါတယ်။ပုံပါတယ်ပေါ့နော်။646ပြီးတော့နောက်ထပ်တစ်ကြိမ်မှာ9ခွန်8ဖြစ်ပါတယ်။ ဒါကြောင့်မကျွန်တော်ဒီမှာတော့ချစ်တလုံးဒီအပိတ်နေရဖြစ်ပါတယ်။တဖန်9 3 5 9 9 9တလုံးအပိတ်လေပိတ်နေရဖြစ်မယ်ပေါ့နော်။ဆိုတော့9ခွန်ရှိပြီးတော့6 9 6ဖြစ်ပါတယ်။ဒါကြောင့်မကျွန်တော်ဒီ9ဒီအလေဖြစ်ပါတယ်။အချိန်အဖြစ်ကျွန်တော်20နဲ့5အချိန်အထိပြန်ပြင်လုံးဝမရှိသေးဘူးပေါ့နော်။ဒါလေးကိုကျွန်တော်အထောက်အကူရရန်ရွေးပြီးတော့ပြန်လည်မြောက်တက်မှာဖြစ်ပါတယ်ကျွန်တော်ပြပစ်လိုက်တဲ့အချိန်ကြာမှ20ဒီ ပြတ်သွားခင်မြင်ဆိုရင်တော့ကျွန်တော်တို့ကန်တရားလိုပဲပြောမှာပါเนาะဒီ3ခုခုကနေအလေတုံမဟုတ်အပိတ်အထီကီနှလုံးပေါ့เนาะဤနှမျိုးကိုကျွန်တော်အတူတူထပ်ပြီးတော့လေ့လာကြအောင်ပါเนาะခန္ဓာလေးကတော့ဤနံပါတ်3ဖြစ်ပါတယ်အလေတုံမဟုတ်အပိတ်အထီကီနံပါတ်3ပေါ့เนาะခွန်3ညလီ3ညဖြစ်ပါတယ်၄နဲ့6ပေါင်းရှင်း30ဒီမှာခွန်ပေါ့เนาะပြီးရင်9နဲ့ချိန်30 78ဖြစ်ပါတယ်၄နဲ့ချိန်ဒီ8နောက်ထပ်ဒီမှာ9အတချိန်ဖြစ်ပါတယ် ရှင်းတဲ့ချိန်ပေါင်း86ကို၄နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ကျွန်တော်ဒီနောက်ဆုံးက6ရက်၄ရက်ပေါင်းရှင်း30ဖြစ်ပါတယ်ခွန်နဲ့8ပေါင်း55 9နဲ့ပေါင်းရင်20ဒီမှာ6တလုံးကျန်နေပေါ့နော်ရလာတဲ့ရှစ်ကိုကျွန်တော်လေးနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ရှင်းနဲ့လေးပေါင်းရှင်းဆက်နှစ်ရှင်းနှစ်ဒီအလေတို့မဟုတ်အပိတ်ပေါ့နော်အဲ့မှာ9ခွန်ရှစ်ဆိုတဲ့အတွက်ကြောင့်မို့ဒီရှစ်ကအပိတ်နေရာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ရှင်းနှစ်မှာ9ခွန်ရှစ် ဒီမှာပေါ့နော်ရှင်းနှစ်မှာ98ဆိုပြီးပြပေးထားတယ်နောက်ထပ်ဒီ93ရာတာလေးကိုဆက်ကြည့်အောင်ပါခင်ဗျာဆိုတော့3ရာကို9မြောက်တဲ့အတွက်ရှစ်ကို9မြောက်မယ်တစ်ချိန်စီပေါ့နော်ပြီးရင်9မှာတစ်ချိန်ဒီ9မှာတစ်ချိန်အလင်းမှာတစ်ချိန်အပိတ်မှာတစ်ချိန်ငါးမှာတစ်ချိန်ဒီတုံမြောက်မှာတစ်ချိန်ကိုလှဲနေထပ်ပေါင်းမှာဖြစ်ပါတယ်အပေါ်ကလိုမျိုးပဲဖြစ်ပါတယ်ခင်ဗျာ89956ရှောင်းနှက်ခွန်ပေါင်းရှင်းဒီ3ပေါ့နော်ရှောင်းနှက်9ပေါင်းနာ95ခွန်3ချိန်ပေါင်းရှင်း20နဲ့1 ရှင်းရှင်းနဲ့သုံးပါနာက7ဒီ9တချိန်ဖြစ်ပါတယ်။တုံညကို၄နဲ့ပေါင်းရှင်းဒီလေးရမှာဖြစ်ပါတယ်ခင်ဗျာ။အဲဆိုရင်တင်းနဲ့9ပေါင်း6 6နဲ့4ပေါင်းရှင်းတစ်3၃နဲ့9ပေါင်း8ရှင်းနဲ့1ပေါင်း9ပါနော်။အဲ့ဒီ9ကိုအပေါ်ကလည်းပဲ၄နဲ့ပေါင်းတော့73 93ပါ6 96ဆိုတော့ကျွန်တော်တို့ဒီ9တီးအလဲဖြစ်ပါတယ်ဗောနော်။သူကအလဲသူမဟုတ်အပိတ်ဖြစ်ပါတယ်။ဒီမှာ9 6 6ပါနော်။ဒါကြောင့်မို့9 3ပါ6 6 ။အဆွေနီးနံပါတ်၁20ကျိန်မှာကြတော့တင်တော်ဒီရှိကိုခွန်နဲ့မြောက်ထားတဲ့အတွက်တုံမြောက်ကိုခွန်နဲ့မြောက်မယ်။တကျိန်စီသွားတယ်ပြီးရင်6မှာ၂ကျိန်တင်မှာ၂ကျိန်ငါးမှန်းကြိုင်အနောက်ကငါးမှန်းကြိုင်ဒီငါးမှန်းကြိုင်ကိုးမှန်းကြိုင်အပေါင်းလေးဆိုပြီးရောက်နေပါတော့။ဒါဆိုရင်တုံများနဲ့ငါးပေါင်းရှင်းဒီငါးကိုးနဲ့၆ပေါင်းရှင်းလဲ၅၆ရှောင်းနဲ့ကြိုင်၁၂နည်းနဲ့တစ်ပေါင်းရှင်းဒီ၃ငါးနဲ့ကြိုင်၁၀၅အထက်ဒီမှာငါးတစ်ကြိုင်ဖြစ်ပါတယ်။ 9နာချိန်ပေါင်းတာ78ရှင်းနေ၄ပေါင်းရှင်းနေနဲ့နှစ်ပေါ့နော်။အဲဆိုရင်ကျွန်တော်ဒီ9နဲ့5ပေါင်းရှင်း10 9နဲ့5ပေါင်း10 3ရက်2ရက်ပေါင်းရှင်း9ကျလာလေး9ကို4နဲ့ပေါင်းတော့9 9နဲ့9နဲ့အလဲအပိတ်နေရဖြစ်ပါလေခင်ဗျာဤအရာ9နဲ့9နဲ့ပေါ့နော်9 9အလဲပိတ်အထီးကြီးဖြစ်ပါတယ် ဒါဆိုရင်26နဲ့6ကြိမ်အထိဆက်ပြီးတော့တောင်းမလားပေါ့နော်9ရက်9ရက်ဆက်ပြီးတော့တနည်းရရနေတယ်ပေါ့နော်ဆက်ပြီးနေတယ်လို့ပြန်လေးပြတ်တက်တယ်ပေါ့နော်โอเคနောက်ထပ်ကျွန်တော်ဒီနံပါတ်2ကိုလည်းဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်โอเคဒါလေးကတော့ကျွန်တော်ဒီနံပါတ်2ဖြစ်ပါတယ်ဒီနံပါတ်2က3ညနဲ့ကြိမ်3ညလေးနဲ့ကြိမ်ပေါင်းရှင်းဖြစ်ပါတယ်ဒီ6ကတစ်ကြိမ်ပေါ့နော်ပြီးရင်ဒီမှာ9ကတစ်ကြိမ်9နဲ့ကြိမ်30ဆက်နှစ်ဖြစ်ပါတယ်ရှင်းနဲ့ကြိမ်16ရှောင်းနဲ့3ပေါင်းရှင်းဒီ9ပေါ့နော် ခွန်3ချိန်90နဲ့အတိတ်ကိုနောက်မှရှိတဲ့တင်းနဲ့ထပ်ပေါင်းသွားမှာဖြစ်ပါတယ်တီတုံများမထည့်တော့ဘူးပေါ့နော်ဒါဆိုရင်ကျွန်တော်89တစ်ရှိ90ပေါ့နော်နောက်ထပ်ကျွန်တော်တို့နောက်ထပ်ကဒီနင်းနဲ့6နဲ့ခွန်ပေါင်းတာ73နင်းနဲ့ဒီ9နဲ့ပေါင်းရှင်းက73ဆိုတော့3နဲ့3ပေါင်းရှင်း၄ရောင်မျိုးပေါ့နော်ရလာလေ၄ကိုလည်းသူ့ကို၄နဲ့ထပ်ပေါင်းတော့ချစ်၄ရှစ်အလေသူ့မဟုတ်အပိတ်ပေါ့နော်အဲ့မှာ၉ခွန်ရှစ်ဆိုတော့ ဒီရှစ်ဒီအပိတ်ဖြစ်ပါတယ်လေးရှစ်မှာ9ခွန်ရှစ်ဒီမှာပေါ့နော်လေးရှစ်မှာ9ခွန်ရှစ်ဆိုပြီးပြပေးထားတာဖြစ်ပါတယ်နောက်ထပ်တစ်ချိန်ဒီ9 9ဆိုတာလေးကိုဆက်ကြည့်အောင်ပေါ့နော်ဒီ3မျိုးဟိုနှစ်ချိန်ဆိုရတော့ဒီရှစ်ဟိုနှစ်ချိန်6နှစ်ချိန်10မှာတစ်ချိန်10မှာတစ်ချိန်9မှာနှစ်ချိန်ပြီးတော့ဒီ1မှာတစ်ချိန်3နဲ့3မျိုးမှာဆိုရတဲ့အတွက်1နဲ့10မှာတစ်ချိန်စီ3မျိုးကိုနှစ်ချိန် ရှောက်မှာ၃ချိန်အလေ၃ညမှာ၄ချိန်အပေါင်းတိဖြစ်ပါတယ်ခင်ဗျာ၈နှစ်ချိန်ပေါင်း86ဖြစ်ပါတယ်၆နှစ်ချိန်ပေါင်း82နောက်ထပ်ဒီမှာ၈တချိန်ပြီးရင်၈ကတချိန်၅နှစ်ချိန်30 7နှစ်ပေါ့နော်နေနဲ့၈ပေါင်း80က30ဖြစ်ပါတယ်၆3ချိန်ပေါင်း88ကိုနောက်မှာရှိတဲ့တင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ကျွန်တော်ဒီမှာကျတော့၈ရက်၂ရက်၂ရက်၈ရက် အားထားကျွန်တော်ဒီ600ရာရှိရပေါင်း14လေးနဲ့တစ်ပေါင်း5အဆင်း5ကိုလည်း၄နဲ့ပေါင်းတော့9 9ကိုအလေအပိမှာ6ကိုရှောက်ဆိုတော့ဒီ9တလုံးကအလေပေါ့နော်9ကိုမှာ6ကိုရှောက်ဒီမှာပေါ့နော်9ကိုရာဒီပေါ့နော်အဲ့ဒီနေ့အတိုင်းပဲဒီအပွားပင်နေပေါ့မက်ရှင်များပြန်ပြီးတော့ညှိကြည့်လို့ရာဒီပေါ့နော်အဲဆိုရင်ကျွန်တော်20ချိန်မှာဆက်ကြည့်အောင်ပါခင်ဗျာ ့20ကျင်းတွက်ဆိုတော့8နှစ်ကျင်းဆိုတော့3မြ2ကျင်း6မှ2ကျင်းဆိုတော့ဒီ9မှ2ကျင်း8မှ2ကျင်းဆိုတော့ဒီ6မှပေါ့နော်8မှဆိုတော့9ဒီမှာ2ကျင်းဒီမှာ2ကျင်း8နဲ့8နဲ့မှာ2ကျင်းစီ9မှ2ကျင်းတူ3ကျင်းအလယ်မှာ2ကျင်းအပေါင်း1ဆိုပြီးဖြစ်မယ်ခင်ဗျာဒါဆိုရင်9နှစ်ကျင်းပေါင်းတာက18ရရတယ်ပေါ့နော်ရှောက်က2ကျင်း9ဝတ်ကျင်း9နှစ်ကျင်း37 8နှစ်ကျင်း16ပေါ့နော်8နှစ်ကျင်း16 9နှစ်ကျင်း လေးသုံးချိန်ဆက်နှစ်ခုနှစ်ချိန်ဆက်လေးကိုနောက်မှရှိတဲ့တင်းနဲ့ထပ်ပေါင်းတော့မှာဖြစ်ပါတယ်။ဒါဆိုရင်ခုနှစ်တင်းပေါင်းရှင်း36နှစ်ချိန်ဆက်နှစ်ရှင်းနှစ်ပေါင်းရင်30ဒီရှင်းနှစ်နှစ်ပေါင်းရင်30ဒီမှာလေးတင်းပေါင်းတော့ပေါင်းရှင်း900မြေပေါ့နော်။ဒါကြောင့်မို့9ကိုလည်းဒီပေါ်ကလည်းဒီပဲလေးနဲ့ပေါင်းတော့9 9ကိုရနေတယ်ခင်ဗျာ။အဲ့ဆိုဒါကနီးနံပါတ်2ပေါ့နော်နီးနံပါတ်2ဒီလဲကျွန်တော်ဒီ ငါးကိုပဲဖြစ်နေတယ်ပေါ့နော်ငါးကိုအဲဆိုတော့ငါးလုံးပိန်တုံးမဟုတ်ကိုလုံးပိန်တုံးမဟုတ်ငါးကိုတွဲမလားပေါ့နော်ဒီအပုံမှာတော်တော်များများကတော့တလုံးထဲပဲပြေးလိရှိတယ်ပေါ့နော်ငါးကိုထဲကဖြစ်မလားပေါ့နော်ဒါဆိုရင်တင်တော့အဲအလေးပိတ်အထီးကိနှလုံးအပါပေါ့နော်အလေးပိတ်အထီးကိနှလုံးအပါမှာဆိုရင်ကျွန်တော်ခွန်ရှိကိုတင်းနစ်တော့ ခွန်ရှိကိုတင်းတင်းတုံးထဲကအလေးပိုင်းနှလုံးအပါဆူတာလေးရှိတယ်ပေါ့နော်ဆိုတော့ဒီမှာကိုးဒလုံးပေါ်အာသာရောမယ်ပေါ့နော်ဒီကိုးဒလုံးကအလေးပိုင်းနေရာမှာပို့ပြီးအာသာတော့မလားပေါ့နော်ကိုးဒီလာရင်သူဒီကိုးကအလေးထိုင်မှာအာနေတရာဆိုတာလေးရှိတယ်ပေါ့နော်โอเคကျွန်တော်ဒီမှာပေါ့နော်ဒီကိုကိုကိုချောင်းအလဲအားနေတယ်ဗောနော်ဆိုတော့ကျွန်တော်တို့ဒီကိုဒီလာရင်အပိတ်ခမ်းမှန်းတယ်ဗောနော်အတင်းချာနေရရှိလို့ရှင်ဖြစ်ပါတယ် ါဆိုရင်ကျွန်တော်ကိုအပိတ်ပေါ့နော်နောက်ထပ်ဒါဒီကျွန်တော် need to တာရှင်းပေါ့နော်ငါကိုငါကိုရှိတယ်ဒီမှာကိုအပိတ်ခံမှန်းထားတယ်ပေါ့နော်ကျွန်တော်နောက်ထပ် need ဒီအရာဆိုရင်ကျွန်တော်ကိုဒလုံးပုံပြီးအသာတာဆိုရင်နောက်ထပ်အလေပိတ်ဒီလိုမျိုးကိနှလုံးစီပေါ့နော်နောက်ထပ်တစ်ခုမှဆိုရင်ကျွန်တော်69ဆိုတာလေးရှိတယ်ခင်ဗျာနီးတွေရှိတယ်ပေါ့နော်နီးတွေအရာနောက်ထပ်နီးမတူဘူး ရတာရှင်းက6 9ရှိတယ်9ခွန်ဆိုတာလေးလည်းရှိတယ်ဗောနော်ဆိုတော့ကျွန်တော်ဒီမှာပို့ပြီးတော့အာသာသွားပါသည်9တလုံးအလေပိနေရမှာပို့ပြီးအာသာသွားမယ်ဗောနော်6 9ရှိတယ်9ခွန်ရှိတယ်နေ့အရာဗောနော်ဒီမှာ9 9ရှိတယ်ဆိုတော့ကျွန်တော်9တလုံးပို့ပြီးအာသာသွားမှာဖြစ်ပါတယ်ခင်ဗျာ9 9 9ဗောနော်โอเคကျွန်တော်ဒီမှာတော့9တလုံးအပိခမန်းထားတာဖြစ်ပါတယ်ခင်ဗျာ အလေထိုင်နေရမှာအာနေနေတဲ့အတွက်ကြောင့်မဟုတ်ဖြစ်ပါတယ်ခင်ဗျာ โอเคဒါဆက်ပြီးမပေးရတော့ကျွန်တော်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဗောနော်တင်ချာနေ့အရာလေးလာလို့ရအောင်ပြန်လည်မြောက်ပြီးရှင်းတာဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးအထိကြည့်ရှုအားပေးခဲ့ကြတယ်ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးလည်းကိုယ်စိတ်ကြမှာဆက်ရှင်းတာ ပြီးကောင်းကျိုးလိုရာစံတာတွေပြေဆောင်ကြပါစေခင်ဗျာ